ကြကြကြလက်ထမင်းမိန်နေတာကတော့အတိုင်းငိုင်းနဲ့မဟုတ်ပါဘူး။တခုပွင့်လို့ခေါ်တဲ့အဲ့တခုပွင့်နေနဲ့ထမင်းမိန်နေတာပါ။အဲ့ဒီဟင်းလေးကတော့တီးပြီးနေတဲ့နန်းထိတ်မှာရှိရဲ့ရခိုင်အကြီးကြီးချက်ထားတဲ့ဆိုင်ကပါ။သူ့ရဲ့ဆိုင်မှာဒီလိုမျိုးအဆောင်သမားတွေအတွက်ဟင်းလေးတွေလည်းရပါတယ်။အဲတိတ်ပြီးတော့မှဈေးနှုန်းမများတဲ့ဟာလေးတွေရတယ်ပေါ့နော်။ငွေ2600ကျော်လို့ရခိုင်ငပိထောင်းလို့လည်းရပါတယ်။ ဒါကတော့သူတို့ရငပိထောင်းလေးပါအဲ့ထဲမှာတော့သွားရပြီးတော့စိုင်းနဲ့ကြိုက်လိုက်သွားတာကတော့တခုတ်ပွင့်ရယ်မပြောဘူးဟိုပါဖူးရယ်ပေါ့နော်အဲ့ဒါကိုမှနှမ်းနေနေအချင်းကိုလည်းမချီးသေးချင်းချင်းဆိုရင်မချီးသေးစိမ့်ပေါ့နော်မယန်နီချင်းဆိုရင်မယန်သီးနဲ့လှုပ်ထားတယ်ဒီဟာလေးကိုသဘောချမိတာပါအရန်ကိုစားလို့လိုက်ဖက်တယ်ထမင်းပူပူလေးနဲ့ဆိုလို့ရှိရင်အဲဒီအတုပ်လေးနဲ့ဒါဆို2000ဝယ်လာတယ် သူ့မှာဆိုရင်အများကြီးပဲပါတယ်ပေါ့နော်အဲအဲ့ဒီအဲ့ဒီဟာလေးကိုမှခါကြရင်သူကကစုံရွက်လေးလည်းပြုတ်ပြီးထင်းထဲတယ်ထဲပြီးတော့မှစီလေးနဲ့ပြန်ကြော်ထားပြီးတော့မှချက်ထားတဲ့ဟာလေးပါအဲရခိုင်လိုမျိုးချက်တာလေးပါတခုတ်ပွင့်တုတ်လို့သူတို့ကခေါ်ပါတယ်စားဘူးကြလားတော့မသိဘူးကဲဒီမှာတော့တခုတ်ပွင့်တုတ်နေနဲ့အဲထမင်းလေးစားလိုက်ပါဦးမရှင် တခုပင်းတုံးလေးရဲ့ထမင်းပူပူလေးရဲ့ဆိုရင်တခြားဘာမှမလိုအောင်လိုက်ဖက်တယ်အဲ့မှာဗလက်ချောင်းကျော်လေးနဲ့တည့်ရတီးကိုအစိမ်းလေးကိုဒီချဲရတည့်တီးစိမ်းကြီးပေါနေတော့အဲ့ဒါလေးနဲ့တို့လိုက်တော့ကောင်းဆုံးပါပဲဒီနေ့နေ့လေစာတို့မဟုတ်ညစာစားမယ်ဆိုရင်ဒီလိုလေးရှိအောင်နေတယ်ဒါဝေးလေးထိမိတာဖြစ်သွားတယ်အသီးရွက်တွေလည်းစားပြီးသားဖြစ်သွားတော့ကဲဆက်စားလိုက်ပါဦးမယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်နော်တတား